မဲမင်္ဂလာပါရှင်ကျမရဲ့ဒေါက်တာလေးလေးလောင် YouTube channel လေးရနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ညာဘက်နှစ်ချိုက်စွာအိပ်ပျော်ဖို့အတွက်ဘလူနီလန်းလေးတွေတုံးလို့ရလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးတင်ပါတယ်အဲညာဘက်အိပ်ပျော်ဖို့ခက်တယ်ဆိုတာလူတွေမှာတစ်ခုခု စိုးရင်စရာစိတ်လှူရှားစရာကိစ္စတခုကိုမနှက်ဖြန်မှာရှိရတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကိုတွေးပြီးအတွေးတွေများပြီးတော့အိပ်ပျော်ရခတ်တာတွေဖြစ်တတ်ပါတယ်။ဥပမာအားဖြင့်အရေးကြီးတဲ့အစာမွေးတခုဖြည့်စရာရှိရာလုံးကိစ္စတခုလက်ဆက်သက်စရာရှိရာခရီးတခုခုသွားစရာရှိရာစတဲ့အချက်တွေကြောင့်မို့လို့ညဘက်မှာအတွေးများပြီးတော့အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ဒါအပြင်ကဖိန်းတက်ပါဝင်တဲ့လက်ဖက်ရည်ကော်ဖီအစာရှိတဲ့ အစားတောက်တွေကိုညဘက်နဲ့ညနေဘက်မှာစားတာတောက်တာများသွားတဲ့အတွက်ကြောင့်မို့လို့လည်းဖြစ်တတ်ပါတယ်။ဒါတွေကတော့ပုံမှန်လူတွေမှာကြုံနေကြအတွေ့အကြုံတွေပဲဖြစ်ပါတယ်။အဲကိုကနောက်ရက်မှာအဲ့ကိစ္စလေးတွေကိုဆင်ញင်လိုက်တယ်။အဲ့လိုမျိုးကိစ္စတွေကပြီးသွားပြီဆိုရင်လည်းပုံမှန်တိုင်းပဲပြန်ပြီးတော့အိပ်ပျော်တာတွေရှိပါတယ်။အဲဒါပေမဲ့ကိုကဒီလိုမျိုးလည်းမဟုတ်ဘူးအဲ့လိုမျိုးကိစ္စကြီးလည်းမရှိဘဲနဲ့ညဘက်မှာကိုကတော့အတွေးတွေများပြီးတော့အိပ်ပျော်ရခံနေရကြီးက အရန်ဟိုကြာလာတယ်ဆိုရင်တော့ဒီယောဂတစ်ခုခုဖြစ်နေပြီပေါ့နော်ပြဿနာတစ်ခုခုဖြစ်နေပြီပေါ့အဲ့လိုမျိုးကိုဘယ်လိုမျိုးခေါ်လဲဆိုရင် insomnia လို့ခေါ်ပါတယ်ဒီလိုမျိုး insomnia ဖြစ်လာပြီဆိုရင်ဆရာဝန်နေစီကိုတွားပြီးတော့တိုင်ပင်ပြီးတော့ကုတာတဲ့အခါမှာဆရာဝန်နေရလဲ အိတ်ဆေးကိုတုံတယုံနဲ့တော့မညွန်ပေးချင်ပါအဲဘာကြောင့်လဲဆိုရင်အိတ်အိတ်ဆေးရရဲ့နောက်ဆက်တွဲကလူကိုအိတ်ဆေးပါမှာအိတ်ပျော်သွားပြီးတော့အိတ်ဆေးဆွဲလန့်တဲ့ရောဂါကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဒီဆရာဝန်တွေတော်တော်များများပေါ့နော်တဘာဝနီးလန်းလေးတွေတုံးပြီးတော့မြန်မြန်အိတ်ပျော်ဖို့နောက်အေးဝစီဖို့ဘလူးနီးလန်းလေးတွေတုံးလို့ရလဲဆိုတာလေးတွေကိုဒီဗီဒီယိုလေးမှာထည့်ပြီးတော့မျှဝေခြင်းပါတယ်ရှင် ဒီအေးရွားဖို့နဲ့အိပ်ပျော်တာမြမြအိပ်ပျော်ဖို့ပထမဆုံးလိုအပ်မဲ့အချက်ကတော့အိတ်ချိန်ကိုပုံမှန်သတ်မှတ်ခြင်းပဲဖြစ်ပါတယ်။အိတ်ချိန်ကို ပုံမှန်သတ်မှတ်လိုက်မယ်ဆိုရင်တကယ်လဲကိုကအဲအိပ်ရတဲ့ဝင်ပြီးတော့အိပ်ဖို့အတွက်ပြင်ဆင်ရမယ်။ညဘက်မှာလူတွေတော်တော်များများမကောင်းတဲ့အကျင့်က TV ကြည့်တာရှိတယ်၊ social media တွေသုံးတာရှိတယ်။အဲအဲ့လိုမျိုးအချက်တွေကြောင့်မို့လို့အလင်းနဲ့နေရာမျိုးလုံးနဲ့ဝင်ပြီးတော့ကြတော့တော်တော်နဲ့မအိပ်ချင်ဘူး။အိပ်ပျော်ဖို့ခက်တာကြီးဖြစ်တတ်တယ်။ အားကြောင့်မို့လို့ကိုက4နာရီထိုးအိမ်မဲဒါမှမဟုတ်10နာရီထိုးရင်အိမ်မဲဆိုပြီးတော့တတ်တတ်မှတ်မှတ် အချိန်သတ်မှတ်ပြီးတော့တကယ်အိပ်ရမယ့်အချိန်မှာအိပ်ရတဲ့ဝင်မှုအတွက်အရေးကြီးပါတယ်ရှင်။ဒုတိယတစ်ချက်ကတော့နီးလည်နေခြင်းဘက်တီးကိုအားတဲ့အချိန်မှာလေ့ကျင့်ခန်းပုံမှန်လုပ်ပေးရမှာပဲဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင်နေဘက်မှာလန်းလန်းဆန်းဆန်းတွတ်တွတ်ကြွကြွဖြစ်တယ်လို့မျိုးပဲညဘက်မှာဆိုရင်လည်းနှင်းနှင်းချာချာအိပ်ပျော်ဖို့အတွက်အထောက်ပံ့ဖြစ်စီပါတယ် နောက်ထပ်ရှောင်ပြီးရမယ်အကျင့်လေးတစ်ခုကတော့အိတ်ခံနီးပြီဆိုရင် TV ကိုဖုန်းကိုအသုံးပြုတာကိုရှောင်ပြီးရမှာပဲဖြစ်ပါတယ်။လူမျိုး TV ကိုဖုန်းကိုလာတဲ့အလင်းနှန်းတွေကမျိုးလုံးကနေတဆင်ပေါ့နော်။အုံနောက်ကနေပြီးတော့မှထွက်တဲ့မယ်လက်တိုနင်လို့ခေါ်တဲ့အိတ်ပျော်စေဖို့အတွက်ထွက်တဲ့ဟော်မုန်းကိုထွက်တဲ့နှုန်းရောကြသွားစေလို့ပဲဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ကဖိန်းထက်ပါဝင်တဲ့လဖက်ရည်ကော်ဖီနဲ့ဆေးလီတောက်တာတွေကိုရှောင်ပေးရမှာပဲဖြစ်ပါတယ်။လူမျိုးညာဘက်နဲ့ညနေခင်းမှာကဖိန်းပါဝင်တဲ့လဖက်ရည်ကိုကော်ဖီကို အပြင်ဆေးလေးတောက်တာပေါ့နော်လူကိုပို့ပြီးတော့တက်ကြွစီပြီးတော့အိပ်ပျော်မှုအတွက်ခက်ခဲစီတာပဲဖြစ်ပါတယ်။ဒီကြီးရဲ့အချက်ကတော့ကိုယ့်ရဲ့အိတ်ခမ်းနဲ့အိရာကိုအိပ်ဖို့အတွက် ပြင်ဆင်တာပဲဖြစ်ပါတယ်။ဒီအိတ်ခမ်းရဲ့အလင်းရာကိုတချို့ကမှိန်မှိန်လေးထားတာကြိုက်တယ်။တချို့ကကြလည်းမီးလုံးဝပိတ်ထားတာကိုကြိုက်တယ်။တချို့ကကြလည်းမီးဖွင့်ပြီးမှအိပ်တတ်တယ်ပေါ့နော်။အဲ့လိုမျိုးကိုယ်အိပ်ပျော်မှုအတွက်ထောက်ပံ့ပေးတယ်။ အဲလင်းရောင်ထားပြီးတော့အိတ်တာကောင်းပါတယ်။နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ကိုယ့်ရဲ့အိတ်ရာနဲ့အိတ်ခမ်းကိုအနံ့ဆိုးတွေမထွက်အောင်လို့တက်တက်ရရတက်တက်ရှင်းရှင်းထားပြီးတော့အိတ်တာပဲဖြစ်ပါတယ်။နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့အခန်းရဲ့အပူချိန်ကို အနည်းငယ်လေးအေးတဲ့အပူချိန်မှာထားပြီးတော့အိတ်တာလူကိုပို့ပြီးတော့တက်တောင်တက်တာရှိစီပါတယ်။အရန်ပူလွန်းအေးလွန်းတဲ့အခန်းအပူချိန်မှာအိတ်မယ်ဆိုရင်အိတ်ပြောမှုအတွက်ခက်ခဲတတ်ပါရဲ့ရှင်။ အခုကတော့ဒီလူတွေတော်တော်များများအိပ်ပျော်မှုအတွက်မြမြအိပ်ပျော်ပြီးတော့အေးအေးဝါစီဖို့အတွက်ပြုလုပ်ရမယ့်နည်းလမ်းလေးတွေကိုရိုးရိုးရှင်းရှင်းပဲတင်ဆက်ပေးလိုက်တာပဲဖြစ်ပါရဲ့ရှင်။ဗီဒီယိုလေးကကိုနေကိုပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိစေတယ်လို့မြင်မိတယ်ဆိုရင် like and subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်။ကျွန်မရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တတ။